အခုလိုအခြေအနေကြောင့်တတိယကြော်ကြီးဘွားကနေလမ်းဘေးမှာတခါပြန်ထမင်းဆိုင်ဖွင့်နေရတဲ့မိုးယူဆန်ပြည်သက်များအလုံးမဲမင်္ဂလာပါရှင့် တတိယကတော်ကြီးဘောနဲ့အစဉ်ပြေတောင်ရနေရလို့လူအများထင်ကြပေမဲ့တကယ်တမ်းလမ်းဘေးမှာတခါပြန်ထမင်းဆိုင်လေးဖွင့်နေရတဲ့အကြောင်းပြောလာတာကတော့မိုးယူဆန်ဖြစ်ပါတယ်။မိုးယူဆန်ကအရင်စစ်စရာကောင်းတဲ့မင်းသမီးလေးဖြစ်ပြီးတော့တချိန်ကဗီဒီယိုဇာတ်လမ်းတစ်ခေတ်မှာအရင်အောင်မြင်ခဲ့ရပါ။နောက်ပိုင်းကျွဲဝချမ်းသာတဲ့တတိယကြီးနဲ့လက်ထပ်ပြီးတော့မှအနုပညာအလုပ်တွေကိုရနာထားပြီးတော့မိသားစုဘဝလေးကိုတည်ထောင်ခဲ့ရဖြစ်ပါတယ်။သူမရဲ့ခင်မုန်းတွေကအရင်အဆင့်တန်းရှိပြီးချမ်းသာတာကြောင့်မိုးယူဆန်နေတဲ့ရွှေပုံဆန်ရတဲ့ဘဝမှာတတိယကတော်ကြီးအဖြစ်နဲ့စီးစိမ်ချမ်းသာတွေခံစားနေရမယ်လို့ ူအများကထင်နေရဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကတော့မိုးယူဆန်ကလမ်းဘေးတနေရာမှာဖွင့်လှစ်ထားတဲ့သူမရဲ့ထမင်းဆိုင်လေးကိုထုတ်ပြလာပြီးတော့ဒီလိုမျိုးစီးပွားရေးတွေလုပ်နေရတဲ့အကြောင်းစ조사နေရာအကြောင်းပြောပြလာခဲ့တာပါ။ဆိုင်နာမည်ကိုလည်းမိုးယူဆန်လို့ပဲနာမည်ပေးထားတာဖြစ်ပြီးလမ်းမေးဆိုင်လေးဖြစ်တာကြောင့်တော်တော်လေးတော့နွမ်းပါတယ် ဆိုင်မာရလာတွေကရိုးရိုးတန်းတန်းမြန်မာတမင်းဟင်းတွေနဲ့မော်ဟင်းကားပါတမင်းကိုတခါပြန်လဲစားလို့ရတယ်လို့အဝစားလဲစားလို့ရပြီးတော့အခြေခံလူတန်းစားတွေအတွက်အားကိုးအားထားပြုရတဲ့လမ်းဘေးတမင်းဆိုင်လေးပဲဖြစ်ပါတယ်။ဆိုင်ပြင်စင်ကတော်တော်လေးနွမ်းပါးနေရာကြောင့်မိုးရွာန်ဖွင့်လှစ်ထားတဲ့ဆိုင်ဟုံးမဟုတ်ပါမလားလို့ထင်နေကြပေမဲ့မိုးရွာန်ကိုယ်တိုင်ကဒီဆိုင်ကိုစီးပွားရေးလုပ်ငန်းတိုးချဲ့တဲ့အနေနဲ့ဖွင့်လှစ်ထားတာဖြစ်ကြောင်းပြောပြလာခဲ့ရပါတော့။နောက်ပြီးတော့ဆိုင်ထဲမှာလည်းသူမကိုယ်တိုင်ဝင်ရောက်ပြသသွားခဲ့ပြီးကြော်ညာသွားခဲ့ပါတယ်။ အစားပိုင်းမှာတော့ပြည်သက်တွေကမင်းသမီးလေးမိုးရွှဆန်ရဲ့အခြေအနေကအခုလိုမျိုးလမ်းပေးသမင်းဆန်ဖွင့်ရတဲ့ဒီဆင်းရဲသွားပြီလားလို့ရုတ်တရက်ထင်ပြီးတော့ထိတ်လန့်သွားခဲ့ပါသေးတယ်။တကယ်တော့မင်းသမီးလေးမိုးရွှဆန်ကဒီဆိုင်ကိုသူမကိုယ်တိုင်ဖွင့်လှစ်ထားတာမဟုတ်ပဲသူမရဲ့နာမည်နဲ့ပြည်သက်တယောက်ကဖွင့်လှစ်ထားတာဖြစ်ပါတယ်။အဆိုပါပြည်သက်ကမိုးရွှဆန်ကိုအရန်ချစ်ခင်အပြည့်ပြည်သက်ဖြစ်နေတဲ့အတွက်သမင်းဆန်ဖွင့်တဲ့အခါမှာမိုးရွှဆန်ဆိုတဲ့နာမည်ကိုအသုံးပြုထားခဲ့ရပါဆိုင်ပန်ရှင်အမကြီးကမိုးရွှဆန်ကိုဗီဒီယိုဇာတ်ကားတွေထဲမှာကြည့်ရှုပြီးတော့အရန်ချစ်ခင်အပြည့်ခဲ့ပေမဲ့ ်အပြင်မှာတွေ့လိုက်ရတဲ့အခါမှာမိုးယူဆန်ကအရန်ချောလုံးလုံးမှတ်တောင်မမှတ်မိခဲ့ပါဘူးသူမရဲ့ဆန်လေးကိုထိတ်တန်းမင်းသမီးမိုးယူဆန်ကိုယ်တိုင်လာရောက်အားပေးတဲ့အခါမှာဆန်ရှင်အမကြီးနဲ့အရန်ဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ် မိုးရွာဆန်ကတော့သူမရဲ့နာမည်ကိုအသုံးပြုပြီးလမ်းဘေးမှာလွမ်းပါတဲ့ထမင်းဆန်လေးဖွင့်လှစ်ထားခဲ့တဲ့အပေါ်စိတ်ဆိုးခြင်းမရှိပဲသူမနဲ့ဆက်တူဖွင့်လှစ်ထားပြီးစီးပွားရေးတိုးချဲ့ထားတာဖြစ်ကြောင်းပျော်ရွှင်စွာစောင့်နှောင်ရင်းနဲ့ကြီးညာပေးခဲ့ပါသည်ဆိုင်ပန်ရှင်အမကြီးကိုလည်းယဉ်နီးစွာနှုတ်ဆက်ပြီးတော့ရိုးသားပွင့်လင်းတဲ့ပုံစံနဲ့မာနာမကြီးပဲစကားပြောဆိုနေတဲ့မိုးရွာဆန်ကတကယ်ကိုစိတ်ရင်းကောင်းတဲ့သူလေးဖြစ်ပါတယ် ။သူမရဲ့နာမည်ကိုအခုလိုမျိုးလမ်းပေးသမင်းဆိုင်ဖွင့်ထားတဲ့အပေါ်မှာတစက်ကလေးမှညဉ့်ညင်ခြင်းမရှိခဲ့ပါဘူး။သူမကိုယ်တိုင်ဗီဒီယိုရိုက်ကူးတင်ပြီးတော့လမ်းမေးမှာတခါပြန်သမင်းဆိုင်လေးဖွင့်လှစ်ထားတဲ့အကြောင်းပရိသတ်တွေအားလုံးကိုသိအောင်ကြေညာလာပေးခဲ့တာပါ။ အဆိုပါလမ်းပေးသမင်းဆိုင်လေးကတော့မင်းသမီးမိုးရွှန်ဆန်ကိုရိုင်းလာရောက်ကြောညာပေးသွားခဲ့တဲ့အတွက်ပို့ပြီးတော့ရောင်းအားကောင်းနေမှာကတော့သိကြပါရတယ်။မင်းသမီးလေးမိုးရွှန်ဆန်ကတော့အမှုပညာအလုပ်တွေမလုပ်တော့ပေမယ့်ပရိသတ်တွေနဲ့အခုလိုရင်းရင်းနှီးနှီးရှိနေပါတယ်။စီးပွားရေးလုပ်ငန်းတွေကလည်းရင်ကားထပ်ပို့ပြီးအောင်မြင်နေရကြောင်းမိုးရွှန်ဆန်ရဲ့မိသားစုဘဝလေးကတော့အပူပင်မရှိပဲအားကျစရာကောင်းနေရပါဘူး။ သူမရဲ့နာမည်နဲ့လမ်းဘေးသမင်းဆိုင်ဖွင့်လှစ်ထားခဲ့တဲ့အပေါ်မှာကိုရင်အားပေးပြီးတော့ကြော်ညာသွားတဲ့တချင်းကမင်းသမီးလေးမိုးယူဆန်ကိုပရိသတ်ကြီးတို့ရောချစ်ခင်အားပေးနေကြလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်